တကြီးတို့ရွာဝင်စီရဲ့ရောက်တော့ထူးထူးဆန်းဆန်းလူသုံးဦးတွေ့ရတယ်။သူကပြောင်ပြောင်ဝဆက်အဝတ်အစားတွေဝတ်ထားပြီးတော့ဈေးရပေါ်တင်မြင့်ချိတ်ထိုင်နေတယ်။သူ့ရှေ့မှာကျမ်းပြင်ပေါ်ပြပြဝင်နေတဲ့လူတယောက်အင်းကြီးအဝတ်အစင်ကတော့ထိုင်နေသူထက်နွမ်းတယ်။ဒါပေမဲ့ဒီရွာတထေးတွေတောင်သူ့လိုအဝတ်အစားမျိုးဝတ်နိုင်မှာမဟုတ်ဘူး။ထိုင်နေတဲ့လူရဲ့အဝတ်စုပြောမနေနဲ့တော့ထိုင်နေသူရဲ့အနောက်မှာတော့ရှမ်းဝတ်ဆောင်ဝတ်ပြီးရှမ်းလွယ်အိမ်လွယ်ထားတဲ့လူတယောက် သူ့လက်ပွားတွေကတော့ဘာတွေထည့်ထားရဲတော့မသိဘူးအဲ့ဒါတွေကိုလက်ညိုးကလေးနဲ့တို့တို့ပြီးစားနေတယ်အဲ့ဒီလိုမှထူးခြားတာကတော့မုတ်စိတ်ပဲရင်းညွန်လောက်ရှိတဲ့မုတ်စိတ်ကိုကြစ်ဆံပြီးကြစ်ထားသေးတယ်ထိုင်နေသူရဲ့ရုပ်ရည်ကတော့ဒီဘက်နယ်တွေမှာတွေ့ရတဲ့ရုပ်မျိုးမဟုတ်ဘူးဖြူတန့်ပြီးတော့ကိုယ်ချုံနေတာနှုတ်ခမ်းမရေးရေးလေးကလည်းစိမ့်ဖန့်နေတာပဲသူ့ရုပ်ရည်နဲ့သူ့အဝတ်အစင်ကိုကြည့်ချင်းအဖြစ်တာမန်လိုမဟုတ်ဘူးဆိုတာသိသားတယ် တကြီးတို့လူစုဇေယျပေါ်ရောက်တာရနဲ့ထိုင်နေတဲ့လူရွယ်မျက်နှာညိုးသွားတယ်။ပြီးတော့ဘသူ့မှမကြည့်ပဲနဲ့။ခဲ့တာအိုခေယားဆေးဆရာဖိုးတာအိုလူရွယ်နာပြေးသွားပြီးလက်အုပ်ချီလိုက်တယ်။လူရွယ်ကပြပြတလဲဖြစ်နေတဲ့ဖိုးတာအိုကိုမကြည့်ဘူး။မျက်မှောင်ကြီးကျုပ်ပြီးစက်မိန်နေ။မောင်မင်းကငါရောက်ရှိနေကြဘသူ့ကိုမှမသိစေနဲ့လို့မှားထားလျက်နဲ့ဘယ်ကလူတွေခေါ်လာတာတော့ကွ။ ဟေးလူရွယ်ရဲ့မွက်ကြားစကားကို ဖိုးတာဦးကပြပြသလဲနဲ့မှန်မှန်ပါကိုရော်လေးရဲ့မိမ့်မွက်စကားကိုတသွေးမသိမ့်လိုက်တာပို့ကျွန်တော်မျိုးစူးစမ်းပါသေးတယ်သို့တော့ကိုရော်လေးရဲ့အသက်အန္တရာယ်လုံခြုံရေးအတွက်တော်စံဖိုးတာဦးရဲ့စကားမဆုံးလိုက်ဘူးလူရွယ်ကဖြက်ပြီးငေါက်တယ်နောက်ဒေါသထွက်သွားသလိုဟန်မြွန်းနဲ့တယောက်ကောင်းတော့ တတောင်းပူချင်းညံ့ညက်ကြီးဆိုတဲ့စကားမောင်မင်းမကြဘူးမှတ်တဲ့ငါရဲ့လက်ယုံကြီးစွမ်းအားနဲ့တတောင်းတော်မကတကဘာလုံး လာပါစေမမှုဘူးဆိုတာသိမသိရောလားလူရဲရဲ့စကားကိုတကြီးကတကဘာလုံးလာပါစေမကြဘူးဆိုတဲ့လူကဘာလို့စစ်ပြေးလာပါလဲဆိုပြီးစဉ်းစားနေတယ်သူစဉ်းစားလို့မဆုံးခင်လူရဲကဆက်ပြီးငါကိုယ်ရောရဲ့အသက်အန္တရာယ်ကိုကာကွယ်နိုင်ရလားအောင်တင်းတော့ကဘသူတွေတော့ လူရဲစကားကိုဖိုးတာအိုကခါမတ်တယ်ဆိုရင်လေးမှတ်ပြီမှန်ပါယခုကိုရောရှေ့မှရောက်နေသူကတော့နည်းနည်းရရမဟုတ်ပါဘူးမြို့ဝင်မင်းရဲ့ရွှေစလဲစုရဒီရွာကတကြီးဖိုးထင်တာဖြစ်ကြောင်းမှာဖိုးတာအိုရဲ့လျှောက်တင်ချက်ကြောင့်တကြီးရင်ကော့လိုက်တယ်ဟုတ်တယ်လीမြို့ဝင်မင်းရဲ့ရွှေစလဲရထားတဲ့တကြီးပဲနည်းနည်းရရမှမဟုတ်ပဲဂျာတော်မြင်းချေးဝင်ကတန်ကြီးတက်နေတဲ့ရွှေသားစုချထားတဲ့အထက်မပြောလို့ နည်းနည်းတော့နှာကိတ်ချင်သွားသေးတာချားပါတော့ရွှေစလေတစ်ခုနဲ့လူရှိန်နေဆိုတာနည်းမတ်လို့ဟိုးတာအိုရဲ့စကားလူရဲတက်ပြင်းချလိုက်တယ်ပြီးတော့ခေါင်းကုန်ငုံပြီးအေးလေမြို့ဝင်မင်းရဲ့ရွှေစလေစုရတကြီးဆိုတော့လေခွင့်ပေးရတာပါမြို့ဝင်မင်းရွှေစလေရတကြီးငါကိုတော့ရှေ့ဒူးထောက်ခစားစီဗျာလူရွေရဲ့စကားကြောင့်တကြီးထားရမလို့ထားရမလို့ ਨੇ ကုန်ကုန်ခွက်ခွက်ကြီးဖြစ်သွားတယ်ဟုတ်တယ်လေ အကြောင်းလည်းမသိဘဲနဲ့ဘသူကဒူးထောက်ခစားခြင်းမလဲမဟုတ်ဘူးလားနောက်ပြီးနန်းတွင်းဟာအစ်စ်အမန်မင်းသားတစ်ပါးဖြစ်နေရင်လည်းမလွယ်ဘူးလေရာဇတန်ကတင့်မလဲကြောက်ရသေးတယ်ဒါကြောင့်ဒူးလည်းမထောက်ချင်ဘူးအခစားကလည်းမဝင်လို့မဖြစ်ဘူးနောက်ဆုံးတော့ထင်ကျင်တယ်လို့ထင်ပေးစီတော့လို့ဆုံးဖြတ်ပြီးတင်တယ်နှလုံးပြုတ်ဂလုံးကနေချပြီးလူရဲ့ရှိတင့်ပြင်းခွေထိုင်ကြတယ်သူ့နောက်ကလူတွေကတော့ထားရမလို့ထားရမလို့နဲ့ကုန်ကုန်ကွက်ကွက်တွေဖြစ်နေတယ် လူရွယ်ကတော့ဘာမှမပြောဘူး။တကြီးကိုလည်းမကြည့်ဘူး။သူ့ဘာသာသူ ရေရွတ်တလူဟန်မျိုးနဲ့မွက်တယ်။ရေကြီးဆက်ဆံ။အဲ့ဒီအတန်ကြားတာနဲ့လူရွယ်ရှိတုတ်တုတ်မလုပ်ပဲဥွင့်နေတဲ့သူကဖြက်ခနဲချပြီးဇရက်ပေါ်ကနေလွှာကနေခုံချသွားတယ်။ညံ့နေ။လေးတိုက်သွားသလားတောင်အောင့်မေ့ရတယ်။သိမ့်မကြဘူး။ပြန်ရောက်လာတယ်။ရေခတ်လာပေါ်ကအဆန်း။ကိန်းကြရက်ကိုခွက်ပုံစံခွေးပြီးအထဲမှာရေးထည့်လာတာ။ ။ဒူရွေကမင်းသားရှိဒူးတုတ်ခေါင်းငုံရင်ရေကြီးဆက်တာတယ်။ဒူရွေကအဲ့ဒီခွက်ကိုလွှမ်းမြူခက်တီတီပဲထိုင်နေတယ်။သူ့အနောက်ကရှမ်းဝေဆောင်တဲ့လူကြီးကတရိတ်ခနဲ့လှုပ်ရှားလာပြီးသူ့အိမ်ထဲကခွက်တစ်ခွက်ထုတ်လိုက်တယ်။ရွှေခွက်ရွှေခွက်ကိုမြင်တော့တကြီးမျက်လုံးပြူးသွားတယ်။ဟုတ်တယ်။ကနုတ်ပန်းတွေနဲ့တစားဆင်ထားတဲ့ရွှေခွက်ဒါမျိုး တော်ယုံတန်ယုံလူသုံးနိုင်တာမျိုးမဟုတ်ဘူး။ ရှမ်းကြီးကသူ့လက်ထဲကပြာမုံအနှင်းငယ်ကိုခွက်ထဲထည့်လိုက်တယ်။ပြီးတော့ပိန်းကြရွက်ပွားရီကိုရွှေခွက်ထဲလောင်းချတယ်။နောက်သူတို့မသိနိုင်တဲ့ဘာသာစကားနဲ့ရေခွက်ကိုမှန်းမှုတ်တယ်။ပြီးတော့သူ့အိတ်ထဲကအမုံအနှင်းငယ်နှာယူပြီးရွှေခွက်ထဲပြစ်ထည့်လိုက်ရင်ပဲရေးရချက်ချင်းစူတက်လာတယ်။အဲ့ဒါကိုကြည့်ပြီးတကြီးခင်ဗျာထားရမလို့ထားရမလို့ဖြစ်နေတယ်။နောက်မသိမသားနဲ့တင်မြင်ချိတ်ထားတဲ့ခြေတစ်ပတ်ကအနောက်ပြက်လိုက်တယ်။လက်ကိုလည်းလေးဘက်ထောက်လိုက်တယ်။ မျက်လုံးကတော့တောင်ကြီးမြောက်ကြီးနဲ့ခနာမငြိမ်ဖြစ်နေတာမင်းသားကကြီးမဆိုင်ဘူးရေကိုငုံနေဆိုရင်လင်းငုံနေပြီးတော့သူ့အနောက်မှာရက်နေတဲ့ရှမ်းဝိဆောင်တဲ့လူကြီးကိုပြန်ကမ်းပေးလိုက်တယ်ဟိုလူကြီးကလည်းရေကိုမတောက်ဘူးဗျခွက်ကိုဒီအတိုင်းပဲတိရုတ်တရာခြင်ထားတယ်ဒီတော့မှလူရွယ်ကတပ်ပြင်းကိုချပြီးတကြီးဖိုးထဲအနေနဲ့ကိုတော့အခုလိုအနည်းကဖိုးခွင့်ရတဲ့အတွက်ဝမ်းသာနေမှာပဲမဟုတ်ဘူးလား လူရွယ်ရဲ့အမေကြောင့်တစည်းတဲအင်းအေးတဲအင်းနဲ့ဘလို့ပြန်ဖြေရမှန်းမသိပဲရောင်တောင်ပေါင်တောင်ဖြစ်သွားတယ်။သူခမနန်းတွဲရမင်းသားဟုတ်မှန်းမဟုတ်မှန်းမသိတာ။ဒါကြောင့်မနေတာတဲ့အဆုံးပြောင်းပဲဖွင့်မိလိုက်တယ်။ဒါနဲ့ကိုရင်ရဲ့အမိနာမနဲ့ဒီကိုရောက်လာရခြင်းအကြောင်းအရင်မွက်ပါအောင်။တကြီးတကောက်လူရွယ်ကခါကိုမလိုက်တယ်။တကြီးကပခုံးလေးကိုကြုံပြီးကြည့်တယ်။နှောက်ခမ်းမွေးဆဆ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ကြည်ညိုခြင်းစရာရုပ်ပဲ။ကျောက်ရဲ့နာမည်ကနေဗလာလို့တွင်တယ်။ယာရူကတော့လမ်းတွင်းအတွင်းဝင်ရဲ့ကွန်းအိတ်ကိုင်။အိုးဒါရီပြောနေလို့တကြီးသိမှမှမဟုတ်ပဲ။အေးဒီကိုရောက်လာရခြင်းအကြောင်းရင်းဟာကျောက်တို့မြမပြီကိုကျူးကျော်စော်ကားနေသူတွေကိုပြန်လဲတိုက်ထုတ်ဖို့ဟော်ဒီရွာအရှိပြအောင်ဓမ္မစီဒီမှာ အောင်မြေလာနေတာပဲ။ လူရွယ်ရဲ့စကားကြောင့်ပကြီမျက်မှောင်ကျုပ်သွားတယ်။နောက်သူမသိတာတွေကိုမေးတယ်။နေပါဦးကျုပ်တို့မြေးတယ်ဘသူကကျူးကျော်နေလို့လဲ။တကြီးစကားကြောင့်လူရွယ်စိတ်ဆိုးသွားတယ်လို့ဟန်မျိုးနဲ့အရှိရာကြမ်းပြင်းကိုပုတ်ပြီးအင်္ဂလိပ်တွေပြအင်္ဂလိပ်တွေတကြီးမျက်မှောင်ကျုပ်သွားတယ်။ပြီးတော့ခေါင်းကိုခက်ဖွားဖွားကုပ်ပြီးအင်းကြားတော့ကြားဘူးသလိုပဲ။ ဘယ်နာကြဘူးမှန်းတော့မသိဘူးအဲဒါနဲ့နေစမ်းမအောင်သူတို့ကကြောက်တို့လိုလူတွေပဲလားတကြီးရဲ့ဥကြောင်းကြောင်းစကားကြောင့်လူရွယ်ရွတ်ချက်ချင်းတီသွားတယ်ပြီးတော့တကြီးကိုဆေးဆေးကြည့်ပြီးခင်ဗျနောက်နေရလားတကြီးကခေါင်းခတ်တက်တက်ခါပြလိုက်တယ်ပြီးတော့ပြန်ပြောတယ်နောက်ပါဦးနော်တဲ့အေးလေအင်္ဂလိပ်ဆိုတာ तू မမသိတာ तू မမဟုတ်ဘူးတရွာလုံးကိုမသိတာပဲ လူရွယ်တက်ပြင်းချပြန်တယ်။တလောကလုံးမှာဒီလူငယ်တက်ပြင်းချအတန်ဆုံးဖြစ်မယ်လို့တကြီးထင်နေတယ်။အင်္ဂလိပ်ဆိုတာကြောက်တူလူလူတွေဗျ။ဒါပေမဲ့သူတို့မှာလူပြူနဲ့လူမဲနှစ်မျိုးကွဲတယ်။လူပြူတွေကတခင်တွေလူမဲတွေကကျွန်းနေ။တကြီးသူ့ကိုယ်သူပြန်ကြည့်တယ်။ပြီးတော့သူ့ပေါင်သူလန်ကြည့်တယ်။ခန္ဓာကိုယ်နဲ့ဆိုင်ပေါင်းအပိုးပြူနေတယ်။ဒါတို့တကြီးကသူ့ပေါင်သူလက်ညှိုးထိုးပြီး အင်္ဂလိပ်ဆိုတာဒီလောက်ဖြူလားလူရွယ်ကစိတ်ဆိုးသွားသလိုဟန်မျိုးနဲ့ဟာဒီထက်ပိုဖြူတာပေါ့ဗျာလူရွယ်စကားလဲကြားရောတကြီးခေါင်းငိတ်တယ်။နောက်သူ့အနောက်ဘက်လူတွေပဲလဲ့ပြီးဆရာတော်ဟောတာမှန်နေကွတကြီးစကားကိုအလုံးခေါင်းငိတ်ထောက်ခံကြတယ်လူရွယ်ကတော့တကြီးတို့အုပ်စုအထူးဆန်းတဲ့ဖွယ်ငေးကြည့်နေတယ်သူတို့စဉ်းစားမိတာကတမျိုးဖြစ်နေလိမ့်မယ် ဒါဟုတ်တကြီးရဆက်ပြောပါအောင်ကိုရင်ရဒီလူဖြူတွေကဒီဟိုပါလာလောက်တာလေနေချေတာပေါ့ဗျနေချေတာလူရွယ်ရဒေါသတကြီးအော်တယ်တကြီးရမျက်မှောင်ကျုပ်တယ်ပြီးတော့ခေါင်းကုပ်တယ်သူ့စိတ်ထဲမရှိအောင်ဖြစ်နေရလေနေချေတယ်နေရချေစရာလူလို့လားချေစရာလူလို့ချေတာပေါ့ဗျ တကြီးစကားလူရွယ်ရဒေါသတကြီးဖြတ်អော်တယ်။ဒါဟုတ်တကြီးရသူ့កောင်းသူកោបី។អော်ဗျာ။ណែញាឆេះရတယ်លុ។ဒီတော့နေစရာမရှိရင်လည်းပြောလိုက်စမ်းပါဗျာ။အဲ့ဒီအင်္ဂလိပ်တွေចုပ်တို့ရလာနေကြပါလားလို့ញည်လို့ញည်ရင်တွေအပုံကြိုက်တဲ့နေရာ ပနဲ့ရိုက်ပြီးတက်နေလို့ရတယ်။တကြီးပို့ထရာခွင့်ပြုတယ်လို့ဟာဟာ။တကြီးရသူ့စကားသူသဘောကြပြီးရဲတယ်။သူ့လူတွေကလည်းပြုံးပြီးကောင်းညိတ် သူတို့လည်းစိတ်ကောင်းရှိကြတယ်ဆိုတဲ့သဘောဒါဟုတ်လူငယ်ကဘာဗျာခမကြီးရလဲစိုးပြီးခေါင်းကိုတပြင်းပြင်းကုတ်တယ်ဘာပြောလို့ပြောရမှန်းမသိဘူးဘလို့ရှင်းပြလို့ရှင်းပြရမှန်းတောင်မသိဘူးကို့တိုင်းပြီးကိုနေချက်လာပါတယ်ဆိုတဲ့အင်္ဂလိပ်တွေယူတာသူ့ရွာလာနေဘူးဖိတ်ခေါ်နေတယ်ဆိုတော့စဉ်းစားတာကြီးတော့နည်းနည်းလေးကြာတော့မှလူရွယ်လဲစဉ်းစားမိပြီမဟုတ်ဘူးဗျသူတို့ကနေချက်ယုံတယ်မကဘူး ကျုပ်တို့မြေကတယံဇာသားတွေကိုယူယုံတင်မကဘူးကျုပ်တို့စီကတားပြူသမိပြူတွေပါဖြစ်စီပြကြတာဘာဗျလူရွယ်ရဲ့စကားကြောင့်တကြီးကောင်းထောင်သွားတယ်လူရွယ်ရဲ့စကားအခုမှသူ့ရင်ထဲထိပုံရတယ်ဒါကြောင့်လှလှရှားရှားဖြစ်သွားပြီကျုပ်တို့စီကတယံဇာတာတွေအပြင်တားပြူသမိပြူတွေပါဖြစ်စီတယ်ဟုတ်စတကြီးစကားကိုလူရွယ်ကခက်အေးအေးပဲခေါင်းညိတ်ပြတယ် ဒါဟုတ်တကြီးကလက်သီးကြည့်ကြည့်ပါအောင်ဆုပ်ပြီးတကြီးရဲ့ရုပ်တရက်အမေကိုလူရွယ်ကရောင်ပြီးခေါင်းညိတ်တယ်။သူပြောတာတမျိုးတကြီးနားလေပုံကတမျိုးဒါပေမဲ့ကိစ္စမရှိဘူးနားလေတယ်ဆိုရင်ပဲကြေနေရမှာကဲဒါဆိုဒီအင်္ဂလိပ်ဆိုတဲ့ကောင်းကြီးကိုပြန်ချေမုန်းဖို့ကျုပ်တို့ဘာကူညီပေးရမှာလဲပြောတကြီးရဲ့အားတက်သရောအပြောလူရွယ်ကပြောလိုက်တယ်ဘာမှမလိုပါဘူးကျုပ်တို့ဘာသာကျုပ်တို့စီမံမှာပါ အခုဒီလိုလာရရင်အကြောင်းရလဲဒီအင်္ဂလိပ်တွေကိုတော်လန်ဖို့အောင်မြေလာနေတာပါအောင်မြေလူရဲရဲ့စကားကိုတကြီးကတန်ရောင်းလိုက်တယ်လူရဲကပြုံးပြီးခေါင်းညိတ်တယ်ဟုတ်တယ်အောင်မြေလာနေတာကျုပ်တို့အရေးတော်ပုံအောင်ဖို့အတွက်အောင်ပါတဲ့ဖះရှိစုလဲပတ်ပြီးအောင်မြေနင်းခဲ့ပြီကိုယ်စုမြအောင်မြေဖြစ်တဲ့ဟောရီရွာအဝင်အောင်တမသေးဒီမှာနောက်ဆုံးအောင်မြေအဖြစ်နင်းတာပါ လူရွေရဲ့စကားကိုတကြီးစိတ်ဝင်စားသွားပြီအဲ့ဒီတော့ကျုပ်တို့ကဘာကူညီရမှာလဲလူရွေကဖော်ဖော်လေးပြောင်းလိုက်တယ်ပြီးမှဘာမှကူညီစရာမလိုပါဘူးအဲဒါပေမဲ့ဟောရိညာတကောင်ရံအတ္တိမှာဟောရိအောင်ဓမ္မစီရီကရောင်စီတော်ပွင့်တာကိုကြည်ချင်းဖူးချင်းလာခဲ့ကြပေါ့ဟင်ဟောဒီညာစနေနေ့မှာရွာဝင်အောင်ဓမ္မစီရီကရောင်ကြီးတော်ပွင့်မယ်ဆိုတဲ့တဲ့ ရွာအတင်ခဏချင်းပြန်သွားတော့တယ်။ရွာမှာသိရင်မဟုတ်လား။ကျွဲနှကောင် ခတ်တာအစဘယ်ကျွဲနိုင်မဲဆိုတာသိချင်းကြတာလေ။အခုလိုဖေကရောင်ကြီးတော့ပွင့်မဲဆိုတော့ဆွေဆွေကိုခုံကြရောရွာလုံးကျွတ်ပဲ။အောင်တမစီဒီကိုနေကင်းကလေးကလာကြည့်နေကြတာ။ပြီးတော့ရောင်ကြီးလွတ်ချင်းဖူးခွင်းရရင် ပို့ပြီးဆူတောင်းပြေတယ်ဆိုလာပဲ။မင်းသားဆိုတဲ့လူရွယ်နဲ့ဆရာကြီးကတော့ဂီယုမဆိုင်ဘူး။ ဖះချီရင်ဟာညောင်ပင်ကြီးနာအောင်မြေလို့သတ်မှတ်ပြီးရာဇမတ်ကြီးကာပြီးဝင်နေတာရာဇမတ်ကိုကလက်ကြီးကကာပေးတာပေါ့မင်းသားဆိုသူတောင်းဆိုလို့ရာဇမတ်ကိုလူကြီးနဲ့ရစာကာပေးရတယ်ပြီးတော့အဲ့ဒီနေရာကရွာစည်းရက်နဲ့ကအနီးလေးရယ်ဆိုတာတရွာလုံးရိုးရိုးတဲတဲနဲ့ရောက်နေကြတာပဲဒီကျောကလည်းအိမ်မလောင်သမင်းမချက်တော့ဘူးကလေးတွေပါခတိခွင်ပြီးရွာထိပ်စည်းရက်ထဲမှာပဲတပြောတပါလာချက်စားနေကြတာ ဒီကြားထဲဘလူးတငယ်ချင်းကျွဲကြီးကရွာစည်းရဲ့ကိုရေနံစည်းတုတ်ပေးမယ်ဆိုပြီးဇေယျခေါမှုလေကားထောင်ပြီးဇေယျဘလူးစွေကိုရေနံစည်းတက်တုံနေတာအမှန်တော့ तू ကရေနံစည်းတုတ်ချင်လို့မဟုတ်ဘူးရာဇမတ်ထဲကမင်းသားနဲ့ဆရာကြီးဘာတွေလုပ်ကြမယ်ဆိုတာသိချင်းလို့ဇေယျရေနံတုတ်ချင်အောင်ဆောင်းပြီးအပေါ်စီးကတက်ကြည့်နေတာရာဇမတ်ကလူကြီးနှစ်ရက်ကြောကြောအောင်မှာဆိုတော့အောက်မှမမြင်ရပဲကိုတရွာလုံးမီးဖို့တဲ့လူဟို ရေခတ်တဲ့လူခန့်နဲ့ရောက်ရက်ခတ်နေတော့တကြီးမနေနိုင်တော့ဘူး။ဖះရောင်ကြီးတော့ပွင့်တီထီတရားလုံးကြည့်အောင်ဆိုပြီးသူကိုယ်တိုင်ထမင်းတကာခံမယ်ဆိုပြီးပြောလိုက်တော့မှနင်းနေနားအေးသွားတယ်။ချက်ဖို့ဖြုတ်ဖို့ကဒေါ်လာကြီးတာဝန်ယူကျန်တဲ့သူတွေကဝိုင်းကူပေါ့။တရားလုံးအားတက်သေးရောပါပဲဝိုင်းကူကြတာကတကြီးကထမင်းကြရင်ဆရာကြီးကိုထမင်းစားဖို့သွားပြောတယ်။ဟိုနှစ်ယောက်လုံးခေါင်းခါတယ်မစားဘူးတဲ့။ပြီးတော့ဆရာကြီးရဲ့ပြားတွေကိုပဲယက်နေကြတယ် ကျတော့သကြီးမနေနိုင်တော့ဘူးအဲ့ဒီပြဘာပြလဲသိကျင်လာတယ်ဒါကြောင့်ဆရာကြီးဆိုသူနာကပ်ပြီးနောင်ကြီးနောင်ကြီးရရနေတာဘာပြလဲဆရာကြီးကပြလက်ရတန်းလန်းနဲ့သကြီးကိုပြန်ကြည့်တယ်ပြီးတော့မှမဖြည့်ချင်းဖြည့်ချင်းပုံစံမျိုးနဲ့ပြန်ပြေးတယ်ပြဒါပြဆရာကြီးရဲ့အဖြေကြောင့်သကြီးမျက်ခုံးနှစ်ခုလုံးမြင့်တက်သွားတယ်နောက်ပြီးအယောင်လက်တဲ့မျက်လုံးအဆုံနဲ့ဆရာကြီးကိုချစ်ပြီးထပ်မိတယ် အဲ့ဒါဘာကောင်းလို့လဲဆရာကြီးကပြောင်းလက်ညိုနဲ့ကပ်ပြီးပါဇက်နဲ့ရက်လိုက်တယ်ပြီးမှတကြီးနာကပ်ပြီးအာရတိတ်တီပြီးတယ်ဟင်တကြီးမျက်လုံးကြီးပြူးထွက်သွားတယ်သိပြီဆရာကြီးနဲ့မင်းသားဆိုတဲ့လူငယ်ဘာလို့ထမင်းမစားကြတလဲဆိုတာသိပြီအာရတိတ်တီပြီးတဲ့ဒီပြက်သားကိုရက်နေကြတာကိုဒီပြောင်းတကြီးပို့ပြီးလို့ရှင်းသွားတယ်ဒါကြောင့်အင်ဒရီတောင်မဆောင်နိုင်တော့ပဲ ချုပ်ချုပ်ကိုရောနည်းနည်းပေးလို့ရမလားဟင်တကြီးရဲ့ခတ်တိုးတိုးစကားကိုပဲဆရာကြီးကမျက်မှောင်ချုပ်ပြီးတကြီးကိုဝေ့ကြည့်တယ်ဘာမှမပြောလှုပ်လည်းမလှုပ်ဘူးတကြီးကနှုတ်ခမ်းမွေးထောင်ယုံလေးပြုံးပြလိုက်တယ်သူခင်ဗျားလည်းကြီးတံပဲစကားမမှဆိုရသေးတာကိုဒါမှမမမဘူးဆရာကြီးကသူ့အိမ်ထဲကဘူးတဘူးကို ထုတ်ပေးတယ်ပြီးတော့ဘူးတဲ့ရပြားတချို့တကြီးလက်ဘွားပေါ်ခောက်ချပေးလိုက်တယ်တကြီးကပြပြသလေးနဲ့ပြရီကိုလက်ဖွားနဲ့ခံတယ် ပြီးတော့ဟန်တော့မဆောင်နိုင်ပဲလက်ညိုနဲ့ပြားတွေကိုကောက်ယူပြီးပါဇက်ထဲချဲတယ်။အင်းပြားတွေပါဇက်ထဲရောက်သွားတာနဲ့ဒကြီးမျက်လုံးပြူးတက်သွားတယ်။ပြီးတော့လက်ညိုလေးဆုပ်လျက်သားဆရာကြီးကိုပြန်လှည့်ကြည့်တယ်။ဆရာကြီးကဘာမှမသိသလိုဟန်မျိုးနဲ့ဒကြီးကိုမျက်လုံးလေးစင်းပြီးကြည့်နေတယ်။ဒါကြောင့်ဒကြီးလည်းရှက်ပြီးပါဇက်ထဲရောက်ပြီးသားလက်ညိုကိုသွားနှစ်ဖက်ပုတ်တိုက်လိုက်တယ်။နောက်တော့မှ ပကျုခနဲ့ဆွဲထုတ်ပြီးဆရာကြီးနာတကကတိုးတိုးလေးပြောတယ် ငဲနေနော်သူ့အမေကိုဆရာကြီးကမျက်မှောင်ကျုပ်တယ်ပြီးမှခက်တီတီးနဲ့ရေးသွားတောက်လိုက်ကြပြကြရပဲတကြီးဘေးနားရေဦးစရာရေးတစ်ခွက်ခတ်တောက်လိုက်တယ်ခုနငဲနေရဲ့ဗျာရေးထိလိုက်တော့အံ့ဩလာအောင် ချိုးဆင်းသွားတာပဲဒါကိုဆရာကြီးကဘဲနဲ့လေချိုးလာဆရာကြီးအမေကိုတကြီးကြပြကြရခေါင်းညိတ်လိုက်တယ်ချိုးတယ်အေးချိုးရင်ဆက်ရဲ့ ဒါဖောက်ကန်ရှိတဲ့သူတွေရက်မှချိုးတာဆရာကြီးစကားကြောင့်ပကြီးပူဝင်မြင့်သွားတယ်ဟုတ်တယ်လေဒါသားပြဖောက်ကန်ရှိတဲ့သူမှချိုးတာကိုသူ့ကိုယ်သူလည်းဖောက်ကန်ရှိသူဆိုပြီးကျိနဲ့သွားတယ်သူစိတ်ထဲမှာလည်းထမင်းတော်မစားတော့တယ်လို့ဖြစ်သွားတယ်ဒါကြောင့်ဆရာကြီးကိုတော့စကားဆက်ပြောမနေတော့ပဲရွာသားတွေပဲလှည့်လို့ဖိတ်ဟန်တခွဲသားနဲ့လှည့်ပတ်ငေါက်တီးတော့တာဟေ့လောက်ကြလောက်ကြနေမမြင့်ခင်ထမင်းစားနိုင်အောင်စူးစမ်းကြ ဟေ့ဟိုကောင်မောင်ကောင်ထင်းတယ်လေးကွာတဲငါစိတ်နေတော့မဖြစ်ပါဘူးကိုယ်တိုင်သာဝင်လောက်လိုက်ခြင်း ਨੇ အခုဗဒားပြရက်နေရတာ ਨੇ မအားလို့ဆိုပြီးပြားလေးရက်ကရက်ကနဲ့ဂုံယူနေတယ်ရွာသားတွေအားလုံးကလည်းလူလဲကောင်ပြထန်ရက်နေတဲ့တကြီးကိုတအံ့တော်တော်ကြည့်ကြတယ်ဘာလဲဘာကောင်းတလဲပေါ့လူတွေကြည့်လေတကြီးပိုပွင့်မြင့်နေမှုအားလုံးမမြင်မြင်အောင်ဗဒားပြတွေရက်ပြနေင်ကဟဲ့တော်မြိုင် မီးထိုးပါဟာဘာကြောင့်ကြည်နေရလဲငါ့ကိုမင်းသားများအောင်းမတ်နေလားလောက်ပါဟာဟေးဟာကျုပ်ကပြားပြားရက်နေရလို့မအားလို့ဝင်မလောက်တာနော်ဟာဟာဆိုးပြီးညာသန်းတော့ပေးလိုက်သေးတယ်ပြီးတော့လူအလုံးရှိဖြက်လျှောက်ပြီးပြတဲ့ရဲ့ရဲ့နဲ့ခိုက်ပြီးကြမ်းနေတယ်ဒီပြမျိုးကသူ့လိုဖုံးကန်ရှိသူမရက်မချိုးတယ်ဆိုတာကိုအကြီးတော်ပုံစက်သွန်လီတာတဲ့နေတဲ့ကိုညံ့ညံ့နီးပါဗျာ တော့ကြာကလေးတွေစာကုန်များဖြင့်ကျုပ်ကတော့အကြောင်းမဟုတ်ဘူးအာဟာရတိတ်တီးပြီးတဲ့ပြားပြားရထားပြီးပြီဆိုတော့မစတကြီးပြောရင်ပြောရင်နဲ့စကားရက်သွားတယ်မိဖို့ရှိဖြက်ရှောက်မိချိန်မှာမိဖို့ကဟင်းနဲ့ရသွားတာဟုတ်ဟင်းနဲ့ဆွဲဆောင်မှုကြောင့်ခုနမစားဘူးထင်ရတဲ့ပိုက်တကြုံကြုံနဲ့မြည်သွားတယ်ဒါပေမဲ့ဒါစိတ်ကထင်တာဖြစ်ပါလိမ့်မယ်လို့အောင့်မေးပြီးစကားထက်ဆက်တယ်မစားတတ်တော်ဘူးဗျကြရားလီကြရားဗျာ ဆိုပြီးပြောမိပြောရပြောက ရေအိုးစင်အားရေတစ်ခွက်ခတ်တောက်လိုက်တယ်။ရေတောက်လိုက်တိုင်းပြားချိုချိုဆင်းသွားတာပဲ။အဲ့ဒီတော့မှသူ့စိတ်ထဲတကယ်မစားတော့တယ်လို့ဖြစ်သွားတယ်။ရွာသားအလုံးဟာတကြီးဖြစ်နေပုံအထူးဆန်းလို့ဝိုင်းကြည့်နေကြတယ်။ဒါပေမဲ့မိဖို့လားထတ်တော့မဖြတ်တော့ဘူး။စရဲပြန့်ထင်မှဆိုလို့မဲသားနဲ့ဆရာကြီးကတော့ရာဇမတ်ကအတွင်းနဲ့ဝင်းပြီးကရော့ဘွေးတွေခေါင်းလောင်းတွေနဲ့ဘာတွေစီမံနေရတယ်မသိဘူး။ အောင်ခံတန်တွေခေါင်းလောင်းတန်တွေစူညံနေတော့တာရွာသားအလုံးကလည်းစိတ်ဝင်တစားနဲ့မသိမသာကြည့်ကြတယ်ကြည်သာကြည့်နေတာအထဲမှာဘာလုံနေလဲဆိုတာဘလို့မှတဲတဲကွယ်ကွယ်မမြင်ရဘူးအဲ့ဒီအချိန်မှာပဲမင်းသားတပါဟုတ်လားဘာမင်းသားလဲဇက်မင်းသားလားကလိန်ကကြစ်မင်းသားလားဟာဟာဘာမင်းသားဆိုတာရှင်းရှင်းပြောဘလူးလာဦးတို့ကဘာမင်းသားတော့ဘာတော့ရွေးတာမဟုတ်ဘူးလူကိုကလူပြက် စားလိုက်ရတဲ့အတန်ကြောင့်အလုံးလှည့်တည်ကြတယ်။ဘလူးဘလူးကိုမြင်တော့အလုံးမျက်နှာပြက်ကုန်တယ်။ရာစမတ်ကားတဲ့ကအုံခံနေတဲ့မင်းသားမျက်နှာကြီးရဲတက်သွားတယ်။ဟုတ်တယ်လေဘဲကကလေးကချီအရက်သမားမှန်းမသိတယ်လို့ကလူအထင်ကြီးလေးစားနေတဲ့အချိန်မှာရောက်လာပြီးလာတယောနေတာကိုဒါကြောင့်ရာစမတ်ကားတဲ့ကဒေါသမော်ကြီးထွက်လာပြီးတကြီးဒီလူကဘာလုပ်လဲတကြီးကမင်းသားကိုဝေ့ကြည့်တယ်ဆိုရုံပဲဝေ့ကြည့်တယ် ။နောက်ဘလူးကိုတော့မကြည့်ဘူး။ခင်းချက်နေတဲ့ဒေါ်လာကြီးပဲလဲပြီးဒေါ်လာကြီးတီးကောင်ကိုခိုင်းကြရှိတာခိုင်းလိုက်စမ်း။တကြီးစကားကိုဒေါ်လာကြီးကကြပြကြရခေါင်းနေတဲ့ပြီးတော့သူ့နာကဂျိုင်းတကူဆွဲယူပြီးဘလူးပဲလဲပေးကာ။ယော့ဒီမှာဟင်းအိုးတဲ့ထဲပို့ငေဦးသေးစိန်သွားချိုးခဲ့။ဒေါ်လာကြီးကငကူဘလူးကိုကြည့်မရသူမှခက်ဆက်ဆက်ပြောတယ်။ဘလူးကတကြီးတက်လက်ဒေါ်လာကြီးကင်းပေးတဲ့ဂျိုင်းတက်လက်ကြည့်တယ်။ နောက်ဘာစိတ်ကူပေါက်တရေမသိဘူးဒေါ်လာကြီးကမ်းပေးတဲ့ချိန်ဖြတ်ခနဲ့ဆွဲယူပြီးဘာမှဆက်မပြောတော့ရွာဘက်ပြန်လှည့်သွားတယ်ဒီတော့မှတကြီးလေသူ့ပိုင်ပါတယ်ဆိုတဲ့အပြုံမျိုးပြုံးပြီးမင်းသားဘက်ကိုလှည့်တယ်မလွယ်ဘူးကိုရင်ရရက်ရွာအုပ်ချုပ်ရတယ်ဆိုတာဒီကောင်ကဒီရွာနီးချုပ်ဆက်မှာတော့နာမည်ကျော်လူမိုက်ကလေးပေါ့ဗျာဒါပေမဲ့ကိစ္စမရှိပါဘူးဟိုးထည့်ဟေးဆိုရင်ငြိမ့်ပါတယ်ဒါတော့ကျုပ်ကပြားပြရက်နေတဲ့အချိန်မှ နောက်မဟုတ်ရင်ဒီကောင်ခေါင်းလေးတော့ကွန်သွေးစွာလောက်ပြီးကဲကဲကိုရင်လေးလှုပ်ဆရာရှိတာဆက်လှုပ်ပါတကြီးကအရှင်ရလုံးမို့လားမသိဘူးကြွားမိကြားရကြွားတာရတားပြရဲ့မူလပူဇာပိုင်ရှင်မင်းသားကပြန်ကြွားမိသွားတယ်မင်းသားကဂီယုဆိုင်မိသလားမဆမိသလားတော့မသိဘူးတက်ပြင်းတော့ချတယ်ပြီးမှဒါဆိုလေကျုပ်တို့အချိန်မီအောင်ဆက်ပြီးစီမံတာပေါ့ဒါပေမဲ့အောင်မြင်နေတဲ့ကိစ္စဆိုတော့စီးပေါလို့မရဘူး အခုချိန်ဟာစပြီးရာဇမက်ကနဲ့တလန်ထက်ွားပြီးမကတ်ကြဖို့တစည်းကြက်မှတ်ပေးပါဆိုပြီးရာဇမက်ကလည်းပြန်ဝင်သွားတယ်တကြီးကတော့ပြုံးတုံးတုံးနဲ့ပြားလေးရပြီး အခုချိန်ဟာစပြီးရာဇမက်ကနဲ့တလန်ကွာထက်ပိုးပြီးကတ်လို့မရတော့ဘူးနော်ကတ်လို့ကတော့ခုပြသားပြရက်နေရလို့မလုပ်သေးဘူးနန်းပြန်တော့ငါနဲ့အတွေ့ပဲတိတ်မကြဘူးဘလူးလာဦးချိန်ကလေးကိုင်းပြီးပြန်ရောက်လာတယ်ပြီးတော့သူ့လက်ထက်အကြံရောဒေါ်လာကြီးစီယော့ဆိုပြီးထိုးပေးလိုက်တယ် ဒေါ်လာကြီးကလည်းဘလူးလာကိုမှတ်ပလားဆိုတဲ့အချမျိုးနဲ့မျက်စောင်းချီပြီးကြိုင်ုံလန်းယူတယ်။ပြီးတော့ကြိုင်ုံကိုဖွင့်ကြည့်တော့ဒေါ်လာကြီးမျက်လုံးပြူတက်သွားတယ်။ပြီးတော့အောင်မလေးတော်ဖာဖာဒေါ်လာကြီးရဲ့ကြောက်လန့်တကြားအော်တန်ကြားရတယ်။ပြီးတော့တုံတက်သွားတယ်။ဟုတ်တယ်။ကြိုင်နဲ့ပါလာတာကသူ့အကြောက်ဆုံးဖပြန်းဖပြန်းကိုအရှင်လက်လက်မြင်လိုက်ရတော့ဒေါ်လာကြီးမျက်လုံးပါကလေကလေဖြစ်သွားပြီးဂရုံကင်းကြိုင်ကိုဒီအတိုင်းကြောက်ကင်ထားမိတယ်။ သူလည်းဘာလုပ်လို့လုပ်ရမယ်မသိဖြစ်နေပုံရတယ်။အဲ့ဒီအချိန်မှာပဲဖပြန်အတုကိုပေါ့ဖက်ခနိတ်ခုန်တက်လိုက်တော့အောင်မလီကဲတော့မူကြပါအောင်တော့ဆိုပြီးငေးတန်းပအောင်ဩလို့ခြံကိုအာကုန်လွင့်ပြစ်လိုက်တယ်။ဖြစ်စင်တော့သူပြစ်လိုက်တဲ့ခြံကဘေးနားမှာမီးထိုင်ထိုးနေတယ်ကပ္ပရာကြီးဥစားတိုင်းနှစ်ဖူတိန်ကနေမှန်ရောပဲ။သူ့ခေါင်းပေါ်ရုတ်တရက်ကျလာတဲ့ခြံအရှင်ကြောင့်ကပ္ပရာကြီးလည်းလန့်သွားပြီ။ဟိုက်ဘာကြီးလဲအင်းလားအင်းလား ဆိုပြီးလက်ထဲကင်ထားတဲ့ထင်းမိကြောင့်လည်းအရှိရာကြက်သွန်ထိုင်နွားနေတဲ့အကြီးတော်ပုံဖင်းကိုရောင်ထီရောင်ကန်နဲ့ထိုးထည့်လိုက်မိတယ်။အောင်မလေးသေးပါပြီတော့အရက်ကတော့ကဲတော်မူပါ။မိအဘူးချင်းကြောင့်အကြီးတော်ပုံလည်းလန့်ပြီးကြက်သွန်လီသားကိုပင် မချနိုင်ပဲ။အောင်မလေးထိုးတဲ့တော့ကြောက်တော့ပြေးပြီဆိုပြီးကြောက်အားလန့်အားနဲ့ထပြေးတယ်။ဖြစ်ချင်တော့သူပြေးသွားတာဈေးရမျက်နဲ့ကြမှာရေနဲ့တက်တုပ်နေတဲ့ကြွဲကြီးရဲ့လေကားတဲတဲ့ သူ့ကိုယ်လုံးနဲ့လေကားဘုံကနေတိုက်မိပြီး လေကားတိတ်မှချိတ်ထားတဲ့ရေနံဘုံဖုံးကနေပြုတ်ကြလာတယ်။ကြပါဟ။ကျဲကြီးအော်လို့တော့မဆုံးဘူးရေနံဘုံကဇေယပေးခွေးချေမြင်းကြီးပေါ်မှာခြေပြားလေးထောက်ပြီးရာဇမတ်ကလေးကိုချောင်းနေတဲ့နတ်ကတော်ဒေါမြိုင်ခေါင်းကိုအုံကနေစွတ်ကြသွားတယ်။ရုတ်တရက်ထင်မဲ့မထားတဲ့အခြေအနေမှုဒေါမြိုင်လည်းကြောက်မှန်ပြီးအောင်မလေးတော့ကဲမှာပြီဘာကြီးလဲ။ ဆိုပြီးကြောက်အားလန့်အားနဲ့ဝုန်းဆိုခုံချလိုက်တာခုနဒေါ်ပုံထိုင်ချသွားတဲ့ရေနံလေကားကို တွဲမိရတာဖြစ်သွားတယ်။လေကားလမ်းကြောင်းပြောင်းပြီးရာဇမတ်ကားချတဲ့ဖျားချမ်းကြီးတဲ့ကြာသွားတယ်။ကြာလာမှရာဇမတ်ကားတဲ့မင်းသားရဲ့ဂုတ်ပေါ်ဖုံးဆိုခွက်လျက်တာကြာသွားတယ်။ဟိုက်ကြာပါဟ။ဘာကြီးလဲ။မင်းသားစီကကျဲလောင်နဲ့အော်တန်းကြားရတယ်။နောက်ဆက်ပြီးဟာဟာဘာကြီးအုံနေတာလဲ။ဘာမှမမြင်ရတော့ဘူး။ လောက်ပါအောင်လောက်ကြပါအောင်ဆိုတဲ့မင်းသားရဲ့ငဲတန်းပါအော်တန်းဆက်ကြားရတယ်ကြည့်လိုက်တော့မင်းသားရဲ့ကောင်းပေါ်ဒေါ်မြန်ရဲ့ထမင်ကအုပ်နေပြီမင်းသားကလည်းသူ့ကောင်းထမင်အုပ်နေပြီမို့ရောင်ပြီးဟဲ့ဟဲ့မလုံနဲ့မလုံနဲ့လေဒါ ਉਹ ဒေါ်မြန်ကလည်းသူ့ပြုတ်မကြအောင်ထမင်ကြားကနေမင်းသားရဲ့လက်ပြင်းကိုညှစ်ထားတဲ့ဟာဟာညှစ်ပြန်ပါဟာညှစ်ပြန်ပါဟာဘာနဲ့ညှစ်နေတာတော့ရားတယ်နော်ရားတယ် မင်းသားကကြောက်အားလန့်အားနဲ့အော်မီအော်ရဆွတ်အော်တယ်။အခြေအနေကရုပ်ချီကိုရုပ်ရုပ်တဲတဲဖြစ်သွားတယ်။ဘသူကဘာလို့ပေးရမှန်းမသိဘူး။အကြီးတော်ပုံကပြေးတုံးကျွဲကြီးကလည်းဈေးရဲ့မျက်နဲ့ချက်ပေါ်တွဲလဲခိုးတော့လေကားမှမရှိတော့တာ။ဒေါ်လာကြီးကလည်းတက်နေတော့ကပ္ပရာကြီးကလည်းမိယာမီးနဲ့လိုက်ထိုးနေတော့မင်းသားကလည်းထမင်းအုပ်နေတော့ကြတော့မင်းသားမခံနိုင်တော့ဘူးထင်တယ်။သူ့ကုတ်ပေါ်ခွာစီထားတဲ့နက်ကတော်တော်များအင်းဟာဆူပြစ်ချလိုက်တယ်။ဖုံးကနေမိသားနဲ့အတူ အောင်မလီတော့တေးပါပြီဆိုတဲ့ဒေါ်မြန်ရဲ့အော်တန်းကြားရတယ်။ရုပ်ရုပ်တဲတဲအခြေအနေမှုတကြီးလည်းပြေးသွားပြီ။ဟေ့ဟေ့ဘာဖြစ်ကြတာလဲ။တကြီးရဲ့အမေကိုမင်းသားရုတ်တရက်မဖြေနိုင်သေးဘူး။သူ့ခေါင်းပေါ်ဖီယိုဖရဲဖြစ်နေတဲ့ခေါင်းပေါင်ဖလားဖလားနဲ့ခါထုတ်နေတယ်။ခေါင်းမှာစပင်တွေလည်းပွလို့ပခုံးမှာလည်းရေတွေစိုးလို့ကြည်ရလားဒေါ်မြန်ကြီးမင်းသားကုတ်ပေါ်ကြောင်းကြောက်သေးဖြန်းသွားပုံရတယ်။ဟေ့ ဘာဖြစ်ကြတာလဲလို့မေးနေတယ်လေဘသူမှပြန်မပြေတော့တကြီးကစိတ်ဆိုးပြီးထက်မေးတယ်ဒါ ਉਹ မင်းသားခေါင်းမောင်းခိုင်းဘာဖြစ်ရမှာလဲဗျကျုပ်ကုတ်ပေါ်ဒီအတော်ကြီးခုန်ချလိုက်လို့ကြည့်လိုက်တော့ဒေါ်မန်ကမြေကြီးပေါ်အောင်မထနိုင်သေးဘူးမင်းသားပြစ်ချတဲ့အချိန်နဲ့ခါအတော်နာသွားပုံရတယ်တကြီးကမျက်မှောင်ကျုပ်ပြီးဟဲ့မမြိုင် နေရဘာလို့သူ့အပေါ်ခုန်ချတာလဲ တကြီးရဲ့အမေတို့ဒေါ်မြန်ကခါကိုကားရင်ကျုပ်ခုံချခြင်းလို့ခုံချတာမဟုတ်ဘူးကျုပ်ကောင်းပေါ်ကြွယ်ကြီးရေနံသေးပုံပစ်ချလို့လန့်ပြီးခုံချတာဒေါ်မြန်ရဲ့စကားကြောင့်တကြီးပိုစိတ်ဆိုးသွားပြီးကြွယ်ကြီးပဲလှဲ့လို့ဟဲ့ကောင်ကြွယ်ကြီးရေနံသေးပုံကိုဘာလို့ပစ်ချရလဲကွာကျုပ်ပစ်ချတာမဟုတ်ဘူးကြီးကျုပ်လေးကောင်ကိုအကြီးတော်ပုံကဝင်းတိုက်လို့သူ့ဘာသူပြုတ်ကျသွားတာတကြီးဒေါ်ပုံပတ်လှဲ့ပြန်တယ်ဒါဆိုအကြီးတော်ပုံက ဘာလို့လေကားကိုဝင်တက်ရတာလဲကျုပ်ဖင်ကိုကပ္ပီယာကြီးကမီးနဲ့ထိုးလို့လန့်ပြီးပြေးမိပြေးရပြေးရင်ကဝင်တက်မိတာတကြည်တော်သားကပ္ပီယာကြီးစီလှဲသွားပြန်နေကပ္ပီယာကြီးကအကြီးတော်ပုံကိုဘာလို့မီးနဲ့ထိုးတာတော့ကျုပ်နှစ်ခုကိုဒေါ်လာကြီးကခြိုက်နဲ့ပြေးလို့ရောင်းပြီးထိုးမိတာဒေါ်လာကြီးကကပ္ပီယာကိုဘာလို့ခြိုက်နဲ့ပောက်တာလဲဟိုဟိုခြိုက်နဲ့မှာဖပြန်တွေ့လို့အဲ့ဒီဖပြန်ကခြိုက်နဲ့ဘလို့ရောက်လာတာလဲ ဘလူးဘလူးအတန်ကျတော့တကြီးမျက်ခုံးအစုံမြင့်တက်သွားတယ်။ဒါကိုဒေါ်လကြီးကဆက်ပြီးဘလူးကကြိုက်နေပြန်ထည့်သွားတာ။ဒေါ်လကြီးရဲ့အဖြေစကားတော့မဆုံးဘူး။တကြီးရဲ့တောက်ခတ်တန်ကြားတယ်။မျက်နှာကြီးလည်းနီးရဲလို့မျက်လုံးတွေကလည်းအခုတွေထွက်လာတယ်။အဲ့ဒီဘလူးဘယ်ရောက်သွားလဲကွာ။ဟေးတကြီးအမေကိုဘေးနားရှိတဲ့လူတွေကပြေးပြီတကြီးပြေးပြီဟိုမှာကြည့်လိုက်တော့ ဘလူးထွက်ပြေးသွားတာဖင်ပိုင်းမဲမြင်ရတော့တယ်။ဖုံတွေလည်းမှုံလို့ဘလူးပြေးသွားတာလည်းမြင်ရော။တကြီးပို့လို့ဒေါသထွက်သွား။ဟိတ်ကောင်အုံးမောင်အဲ့ဒီကောင်ကိုမိအောင်လိုက်ဖမ်းဆိုပြီးအမိန်ပေးလိုက်တယ်။အုံးမောင်ခေါင်းငိန်ပြီးဘလူးနောက်မှုံနေအောင်ပြေးလိုက်သွားတယ်။ဒီတော့မှတကြီးလည်းတက်ပြေးကိုချမင်းသားပဲလှဲ့လို့ခန့်ခန့်ကြီးပြောလိုက်တယ်။ကိုရင်လှုပ်ရှားရှိတာလှုပ်ပါခုနဟာကိုလေအကြံစီအောင်မှမဟုတ်ကျွေးမွေးဝင်မှုရွာလာလို့ပဲအောက်မက်လိုက်ပါ။ ရွှေမူးမွေမူးတကြီးရဲ့စကားကိုမင်းသားကတန်ယောင်လိုက်တယ်တကြီးကအခန့်ခန့်ကြီးခေါင်းငိတ်တယ်တကြီးကိုကြည့်ပြီးမင်းသားလည်းကြောင်တောင်တောင်နဲ့ရေရွတ်တယ်ရွှေမူးမူးရွှေမူးမွေမူးအော်ရွှေမူးမွေမူးကလည်းနှွေတွေးတွေးမွေတွေးတွေးကြည့်ပါလားနော်တကြီးရဲ့စကားကိုဒေါ်မြန်ကကရုံကရင်နဲ့တိုးတိုးလေးရေရွတ်ပြန်နေ။ဒါတောင်တင်းင်းသည်မစားခဲ့မိလို့ပါတော့တဲ့ မင်းသားအော်လို့ရေရွတ်ပြီးဒေါမြိုင်တလဲတကြီးတလဲလှည့်ကြည့်ပြီးတော့သဘောပေါက်သွားသလိုခေါင်းတဆက်ဆက်ညှိပြတယ်။ပြီးမှမန်ပြန်သွင်းလိုက်တယ်။ပြီးမှအတပြင်းကိုချားပြီး"ကဲဒါဆိုလဲရွှေမိုးငွေမိုးဒညင်တီမိုးအဲ့လေနသာမူရွာပြီးပြီမိုးအကြံစီအောင်မြောင်းကျုပ်တို့ဆက်စီရင်မယ်။ရွာသားတွေအားလုံးဖះရောင်ကြည့်တော့ပွင့်တာမမြင်လိုက်ရမှဖြစ်မှာစို့လို့ဖះကိုသာမမိတ်မတုံကြည်ကြပါတော့" ဆိုပြီးရာဇမတ်ကလည်းပြန်ဝင်သွားတယ်။ရာသားအလုံးကလည်းအဲ့ဒီတော့မှလှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီးဖះရနဲ့အနည်းဆုံးနေအောင်နေရာယူလိုက်ကြတယ်။အဲ့ဒီအချိန်အားစပြီးသူတို့စိတ်ထဲမှာခုနဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအလုံးမိသွားပြီးဘလူးလည်းမရှိတော့ဘူး။တွေ့မှုဝင်မှုလည်းမရှိတော့ဘူး။ကုံကုံပြောမယ်။ချမင်းစားဖို့တောင်သတိမရကြတော့ဘူး။တကြီးကတော့ပြရားပြဆိုတာလေးရက်ကရက်ကနဲ့ကြော့နေတော့